မင်္ဂလာပါရှင်ခေတ္တနျူသတင်းဌာနရဲ့ထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါရမရှင် တရုတ်ဝန်ပေါင်းကုမ္ပဏီအတွင်းတွင်တက်ဆွဲပြီးပြည်သူများကိုလက်နက်ကြီးနှင့်ပစ်ခတ်နေသောစစ်တပ်ကိုတရားခေါ်မှာမှရှော့တိုက်တော်များနှင့်တော်လန်ရေးတပ်များကပြန်လည်ပစ်ခတ်မှုဝန်ပေါင်းအတွင်းတွင်ပောက်ကွဲမှုများဖြစ်ပေါ်ကမိများလောင်တန်းပြီးအရေးပေါ်အချက်ပေးတဲ့အပြင်တညာလုံးရုံးရင်ဆန်ကပ်ဖြစ်နေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းစလင်ကြီးမြို့နယ်လက်ပတောင်းတောင်ကျင်းနီစင်မကင်းအတွင်းရှိတရုတ်ဝန်ပေါင်းကုမ္ပဏီဝင်အတွင်းတက်ဆွဲထားသောစစ်တပ်ကပြည်သူများကိုလက်နက်ကြီးများနှင့်ပစ်ခတ်တိုက်ခိုက်နေရာကြောင့်တော်လန်ရေးတပ်များကအဆိုပါစစ်တပ်ကိုတရားခေါ်မှာမှရှော့တိုက်တော်များနှင့်ပြန်လည်ပစ်ခတ်ခဲ့ကြောင်းဒေသခံ ံပြည်သူများနဲ့တော်လှန်ရေးတင်းမြေကခုလိုပဲပြောဆိုထားပါတယ်။ရှမန်နေအော်တိုဘာလ23ရက်နေ့ညပိုင်းတရဝံပေါင်ကုမ္ပဏီအတွင်းတွင်တက်ဆွဲထားသောစစ်တပ်ကိုတော်လိုင်းတက်များကတရားခေါ်မောင်းမွှော့တိုက်တို့များနဲ့နေရာပေါင်းစုံမှပြန်လည်ပြစ်ခတ်တိုက်ခိုက်ခဲ့ရာအဆိုပါကုမ္ပဏီဝင်အတွင်းပောက်ကွဲမှုများဖြစ်ပေါ်ပြီးမိများလောင်ကျွမ်းခဲ့ကြောင်းဝံပေါင်ကုမ္ပဏီဝင်အတွင်းအရေးပေါ်အော်အော်ဆွဲတဲ့များတညာလုံးထွက်ပေါ်ခဲ့ပြီးမိသက်ကားများစစ်ကားနဲ့ရဲကားများရုံးရင်းဆန်ခဲ့ဖြစ်ပွားခဲ့ကြောင်းသိရှိရပါသည်။ ဝမ်ပေါင်ထဲမှာတက်ဆွဲထားတဲ့စစ်တပ်ကအနီးအနားကရွာတွေကိုလက်နက်ကြီးတွေနဲ့နေတိုင်းပစ်နေတာမင်းညားကတော့ PDF တွေက short တိုက်တုံးတွေနဲ့ဝမ်ပေါင်ဝင်းအတွင်းတွေကစစ်တပ်ကိုပြန်ပစ်တဲ့နေရာပေါင်းစုံကနေပြန်ပစ်တာအဲ့ဒါတွေကိုဘာတွေထိသွားလဲတော့မသိဘူးမိတွေလောင်တာအကြီးအကျယ်ပဲနောက်တော့ဝမ်ပေါင်ကုမ္ပဏီဝင်းအတွင်းမှာအရေးပေါ်အိုးဝဆဲတဲ့တွေမိသက်ကားတွေစစ်ကားတွေနဲ့ရဲကားတွေနဲ့ရုံရင်ဆန်ကက်ဖြစ်နေကုန်လားကိုတွေ့ရတယ်။ပောက်ကွဲမှုတွေလည်းဖြစ်တယ်။ဘာတွေထိသွားလဲဆိုတာတော့မသိရသေးဘူးလို့ဒေတာခန့်ပြည်သူတူကခုလိုပဲဆိုပါတယ်။ ဆလင်ကြီးမျိုးအခြေစားတော်လိုင်းသတင်းရင်းမြစ်ကလည်းယမန်နေညပိုင်းတရုတ်ဝမ်ပေါင်းကုမ္ပဏီဝင်အတွင်တက်ဆွဲထားသောစစ်တပ်ကိုရှော့တိုက်တုံးများလက်နက်ကြီးများနဲ့တော်လန်တပ်များကပစ်ခတ်ခဲ့မှုမှာမှန်ကန်ကြောင်းအတည်ပြုပြောဆိုပါရင်ဝမ်ပေါင်းထဲမှာတက်ဆွဲပြီးတော့ပြည်သူတွေကိုဒုက္ခပေးနေတာစစ်တပ်ကအဲဒီတော့တော်လန်ရေးတပ်တွေကအဲဒီဝင်အတွင်ကစစ်တပ်ကိုပြန်ပစ်တာပောက်ကွဲမှုကလည်းဖြစ်တာမှန်ပါတယ်လို့ဆလင်ကြီးမျိုးအခြေစားတော်လိုင်းသတင်းရင်းမြစ်ကခုလိုပဲပြောဆိုထားပါတယ် အော်တိုဘာလ22ရက်နေ့တွင်တရုတ်ဝန်မောင်ကုမ္ပဏီအတွင်းရှိစစ်တပ်ကလက်နက်ကြီးများနဲ့အနီးပတ်ဝန်းကျင်ရှိကျေးရွာများသို့တိုက်ပွဲဖြစ်ပွားခြင်းမရှိပင်အကြောင်းမဲ့ပြုတ်ခတ်ခဲ့ကြောင်းလက်နက်ကြီးများမှာပေါင်းတကာကျေးရွာမိုးချိုးပြင်ကျေးရွာနဲ့မဲဇလီကျေးရွာ များကိုဥတီပစ်ခတ်ခဲ့ကြောင်းအခုလိုချက်တက်ကလက်နက်ကြီးများနဲ့ပစ်ခတ်မှုကြောင့်ပြည်သူတအုပ်ထက်မနေတရားရရှိခဲ့ပြီးနေအများစွာပျက်စီးခဲ့ကြောင်းသိရှိရပါတယ်။ဒါပြင်အော်တိုဘာလ22ရက်နေ့ညနေပိုင်းတွင်လည်းဝမ်မေးရွာတဲ့အနောင်မြောက်ဘက်ပလောင်ရွာလမ်းခွဲအနီးရှိဝမ်ပေါင်းကုမ္ပဏီဝင်းအတွင်ကိမ်းမှစစ်တပ်ကတနက်နေ့ရန်တန်းပစ်ခတ်၍ဝမ်မေးရွာသားတအုပ်ကြီးထိမှန်ကတရားရရှိခဲ့ကြောင်းသိရှိရပါတယ်။ အကြက်ဖက်စစ်တပ်ကစလင်ကြီးမြို့နယ်အတွင်းတွင်စစ်ကြောင်းထုတ်မှုများလှုပ်ဆောင်နေတဲ့အပြင်လေကြောင်းတက်ခတ်မှုများကိုလည်းမကြာခဏဆွတ်လို့လှုပ်ဆောင်နေပြီးပြည်သူများစစ်ပေးရှောင်နေရကြောင်းဒေသခံပြည်သူများထံမှအခုလိုပဲသိရှိရပါတယ်ရှင်။ ဆလဘီနန်ဟိုကြီးနဲ့မလိုင်မြို့နယ်တို့တွင်စစ်တပ်စစ်ကြောင်းများကိုတလအကြာပိတ်ဆို့တက်ခိုက်ခဲ့မှုပိုမှုကြောင့်အပါအဝင်စစ်သား38ဦးသေဆုံးပြီး9ဦးအရှင်မီကလက်နက်မျိုးစုံ40ကျော်ဒရုန်းနဲ့ကျမများတင်းစီရရှိခဲ့တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ မန္တလေးတိုင်းနရိုကြီးနှင့်မလာမြို့နယ်တို့တွင်အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတလားအကြပိတ်ဆို့တိုက်ခတ်ခဲ့ရာဗိုလ်မှူးကျော်မင်းအပါအဝင်စစ်သား38ဦးသေဆုံးပြီး9ဦးအရှင်မီကလက်နက်မျိုးစုံ40ကျော်ဒရုန်းနဲ့ကျန်းမာများတင်းစင်ရရှိခဲ့ကြောင်းမြင်းကြံခရိုင်အမှတ်လေးတရင်နှင့်မြင်းကြံခရိုင်အမှတ်30တရင်မှပြောရေးဆိုခွင့်ရှိသူဆရာဆိုကအခုလိုပဲပြောဆိုထားပါတယ် စက်တင်ဘာလ25ရက်နေ့မွန်လယ်3နာရီခန့်တွင်နထိုးကြီးမြို့နယ်ရန်ကင်းဖရားမှမြိုင်သာကျေးရွာဘက်သို့စစ်ကြောင်းထိုးလာသောအင်အား200ခန့်ပါစစ်တပ်စစ်ကြောင်းကိုမြင်းကြံခရိုင်အမှတ်၄တရင်မြင်းကြံခရိုင်အမှတ်30တရင်မြင့်သားဘာကပါတခြားမဟာမိတ်တပ်ဖွဲ့များကပိတ်ဆို့တိုက်ခိုက်ခဲ့ရာတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းအဆိုပါတိုက်ပွဲအတွင်းအကြံဖက်စစ်တပ်မှဗိုလ်ကြီးတအူအပါအဝင်တပ်သား9ဦးနှင့်အထက်တေဆုံးခဲ့ကြောင်းဒါအပြင် တိုက်ပွဲအတွင်းစစ်သားအလောင်းတလောင်းနဲ့ MA5 တပ်နက်တလအားတင်းစီရရှိခဲ့ကြောင်းသိရှိရပါတယ်။အော်တိုဘာလာတရက်နေ့မွန်းလဲနှစ်နာရီကျော်ကန်တွင်နှထိုကြီးမျိုးနယ်မြိုင်းသာရွာကိုမီးရှို့ဖျက်ဆီးပြီးနှထိုကြီးမျိုးနယ်တိုင်းလေရွာအနီးကိုဥတီစစ်ကြောင်းထိုးလာကအင်အား290ခန့်ပါစစ်ကြောင်းကို မြင်းကျန်ခရိုင်အမှတ်၄တပ်ရင်မြင်းကျန်ခရိုင်အမှတ်30တပ်ရင်နဲ့အတူ မဟာမိတ်ပူးပေါင်းအဖွဲ့များဖြစ်သောမြေသားပကပမြင်းကျန်ခရိုင်ဒရုန်းတပ်ဖွဲ့များကပိတ်ဆို့တိုက်ခိုက်ခဲ့ရာတိုက်ပွဲ၃နာရီကျော်ကြာမြင့်ခဲ့ကြောင်းတိုက်ပွဲအတွင်းစစ်တပ်စစ်ကြောင်းကအထိနာပြီးဖွဲ့စည်းပုံပြက်ပြီးတော်လန်သွားခဲ့ကြောင်းရင်တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်သား၄ဦးကို အကြမ်းဖက်ဖမ်းမိပြီး စစ်သား၁၀ဦးထက်မနည်းသေဆုံးခဲ့ကြောင်းသိရှိရပါတယ်။အဆိုပါတိုက်ပွဲအတွင်းအကြမ်းဖက်စစ်တပ်ထံမှငကြင်းမီတက်လက် MA 11တက်လက် G3 နှစ်လက် MA1 တစ်လက် N79 တစ်လက် MA5 နှစ်လက် drone နှစ်စီးကြီမျိုးစုံ3332တောင်း40မမ3လုံး60မမ9လုံး RPG တပူ drop ဘုံ4ပါ ပိုရန်တောင်း12တောင်းလက်ပြဘုံ12လုံး ina ga တလုံးကြီပေါင်း22ပေါင်းကက်တီ73ခုဂျမကာတစီကာ30တို့ကိုတိစေရရှိခဲ့ကြောင်းသိရှိရပါသည် အော်တိုဘန်လ9ရက်နေ့တွင်မလိုင်မြို့နယ်နှောကန်ရွာဘက်မှမလိုင်မြို့နယ်အင်ကြီးတောရွာဘက်သို့စစ်ကြောင်းထိုးလာသောအင်အား200ခန့်ပါစစ်ကြောင်းကိုမြင်းကြံခရိုင်အမှတ်လေးတရင်မြင်းကြံခရိုင်အမှတ်30တရင်ကတိုက်ခိုက်ခဲ့ရာတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းအဆိုပါတိုက်ပွဲတွင် အော်တိုဘန်လ12ရက်နေ့တိ4ရက်ဆက်တိုက်ဖြစ်ပွားခဲ့ပြီးအဆိုပါတိုက်ပွဲအတွင်မလိုင်မြို့နယ်နှင့်တောင်သာမြို့နယ်တို့တွင်အမျိုးသမီး20ဦးထက်ကိုအလို့မတူပဲအတင်းအဓမ္မပြုကျင့်တပ်ဖြတ်ပြီး ပြည်သူပိုင်နေအများကိုမီးရှို့ဖျက်ဆီးခြင်းများဥဆောင်လောက်ကန်ခဲ့သောဗိုလ်မှူးကျော်မင်းအပါအဝင်စစ်သား20ဦးထပ်မံတေဆုံပြီးစစ်သား9ဦးကိုလည်းအရှင်ဖမ်းမိခဲ့ကြောင်းသိရှိရပါသည်။အဆိုပါတိုက်ပွဲအတွင် MA16 လက် MA25 လက် MA36 လက် MA4 တလက် RPG တလက်ငကြင်းမီနှစ်လက်60မမပြောင်းတူ3လက်60မမပြောင်းရှည်တလက်ငကြင်းမီပြောင်းတစ်ခုကြီမျိုးစုံ 6098တောင်းပိုဂျီ25တောင်း40မမ15လုံး60မမ17လုံး RPG စနက်ဘူး RPG ပိုရန်6တောင်းရက်စာပလင်း17လုံးလက်ပစ်ပုံး4လုံး M9 2လုံး drone 2စီး drone shooter 2ခုကြောပိုဂျမ်ပါ2ခုဂျမ်ပါအကြီး2ခုကာ3စီး drone ပုံး3နှစ်ပါးဂျီပေါက်အစော56ပေါက်တို့ကိုလည်းတင်စီရရှိခဲ့ကြောင်းသိရှိရပါတယ် အော်တိုဘန်လာ၁၂ရက်နေ့တွင်မလိုင်မြို့နယ်အင်ဂျီတော်ရွာမှစစ်ကြောင်းထိုးလာသောအင်အား200ပါးစစ်ကြောင်းနှင့်မြင်းကြံခရိုင်အမှတ်လေးတပ်ရင်းမြင်းကြံခရိုင်အမှတ်30တပ်ရင်းတို့တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်တပ်ဘက်မှတိုက်ခိုက်သေးဆုံးမှုများပြားခဲ့ကြောင်းမလိုင်မြို့နယ်နော်ကန်ရဲစခန်းမှစစ်ကူလာတဲ့စစ်ကြောင်းကိုပါမြင်းကြံခရိုင်အမှတ်လေးတပ်ရင်းမြင်းကြံခရိုင်အမှတ်30တပ်ရင်းနဲ့အတူမဟာမိတ်အဖွဲ့များဖြစ်သောမြင်းကြံခရိုင်အမှတ်1တပ်ရင်းမြင်းကြံခရိုင်အမှတ်8တပ်ရင်းနှစ်ထိုးကြီးပကပတတအူပကပတို့မှာ ဂျာဖြတ်တိုက်ခိုက်ခဲ့ပြီးအကျန်းဖက်စစ်တပ်မှထိခိုက်သေးဆုံးမှုများပြခဲ့ပြီးအကျန်းဖက်စစ်သားများထံမှ MA1 ၄လက် MA2 ၂လက် MA3 ၄လက်60မမပြောင်းတိုတလက်တို့တင်စီရရှိခဲ့ကြောင်းသိရှိရပါသည်ကျွန်တော်တို့မြင်းကြံခရိုင်ကိုစစ်ကောင်စီအထွေထွေထိုးစစ်ကာလာနဲ့ရောပြီးစစ်ကြောင်းထိုးမယ်လို့လွန်ခဲ့တဲ့3လလောက်ကတည်းကကြိုတင်ပြီးတော့ပြင်ဆင်မှုတွေလုပ်ခဲ့တယ်။အခုအချိန်မှာကျွန်တော်တို့တလာပေါ်ရက်ရှည်နီးပါးထိတွေ့တိုက်ပွဲဖြစ်လာတဲ့အခါ ကျွန်တော်တို့ဆုံးရှုံးပြီးတော့မှပေးလိုက်ရတဲ့နေမြေတွေရှိတယ်တချို့ဟာဆိုရင်အခက်အခဲတွေကြားတဲ့ကတိုက်ခိုက်ပြီးအောင်မြင်ခဲ့တာတွေရှိတယ်ဒါကြောင့်မို့ပြည်သူလူထုအနေနဲ့အလဲပိုင်းဒေတာမှာမန္တလေးတိုင်းစစ်ကောင်စီရဲ့ဗဟိုကျတဲ့အဆက်ချာကြတဲ့ဒေတာတွေမှာတော်လိုင်းလုံနေတာဖြစ်တဲ့အတွက်အချို့အခက်အခဲတွေကိုနားလည်ပေးကြလို့မြစ်တိုင်ခင်အပါရင် ဒီလိုပို့ပြီးတော့စ조사သွားမယ်ဒီထက်ပို့ပြီးတော့အောင်မြင်တဲ့တိုက်ပွဲတွေပေါ်ဆောင်မှု조사ရုံးကန်သွားမယ်လို့မြင်းကျန်ခရိုင်အမှတ်၄တရင်းနဲ့မြင်းကျန်ခရိုင်အမှတ်၁၀တရင်းမှာပြောရေးဆိုခွင့်ရှိသူဆရာဆိုကခုလိုပဲပြောဆိုထားပါတယ် စက်တင်ဘာလ25ရက်နေ့မှာအော်တိုဘာလ12ရက်နေ့တိမြင်းကြံခရိုင်အမှတ်လေးတက်ရင်မြင်းကြံခရိုင်အမှတ်30တက်ရင်တို့နဲ့အတူပူပေါင်းအဖွဲ့များဟာစစ်ကော်မရှင်မှလှုပ်ဆောင်ခဲ့သောထိုးစစ်အားအကောင်းဆုံးခုခံကာကွယ်ခဲ့ပြီးခန့်စစ်အနေထားမှာထိုးစစ်အသွင်ပြင်သို့ရဲဘော်များကအသက်သွေးချွေးများယင်းပြီးစစ်ဦးတော်လန်အထိတွန်းလှန်ခဲ့ကြောင်း တော်လန်ရေးကာလဖြစ်တဲ့အတွက်လည်းတရင်တက်ဖွဲ့အပေါ်ကိုပြည်သူလူထုအနေနဲ့နားလည်သဘောပေါက်လိမ့်မယ်လို့ယုံကြည်ကြောင်းစစ်ကောင်စီတိုးစစ်တွင်လေးချောင်းကိုအလွန်အကျွံတုံးခဲ့တာကိုလည်းပြည်သူများသိရှိခဲ့ပြီးဖြစ်ကြောင်းဆက်လက်ပြီးတော်လန်ရေးအရွှေတစ်ခုကိုဥတီတဲ့စည်ရေးဖော်ဆောင်မှုကိုရှိလာအောင်ပြီဖြစ်တဲ့အတွက်ပြည်သူများအနေနဲ့တော်လန်တော်လန်လူစိတ်ကိုမဆုတ်မနစ်ပဲဘုံရန်သူအားမလျော့တော့နိုင်သည့် တာဝန်ကိုထမ်းပြီးပြည်သူနဲ့တော်လှန်ရေးရဲဘော်တော်လှန်ရေးများနဲ့ပြည်သူလက်တွဲမဖြုတ်ဘဲစီလုံးညီညွတ်စွာတော်လှန်ရေးအောင်ပွဲရသည့်အထိတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းဆရာဆိုးကအခုလိုပြောဆိုထားကြောင်းသိရှိရပါတယ်ရှင်။